ပြန်အောင်ဆိုရင်ကျွန်တော်တို့ကဒါကိုဒီ developer တက်သေးကဝင်ဝင်ပြီးတော့မလုပ်ချင်ဘူးဆိုတော့ကျွန်တော်ကဒီနေရာမှာသူ့ကို cloud ပုံစံလေးလုပ်လိုက်မယ်။နော်အားလေးကိုတစ်ချက်ဒီပေါ်မှာလေးတိုးလိုက်မယ်။တိုးပြီးရင် insert ထဲကနေကျွန်တော်ကဒီမှာ shape လေးတစ်ခုဆွဲလိုက်ပါမယ်။ကိုလိုချင်တဲ့ shape ပုံစံလေးဆွဲလိုက်ပါကျွန်တော်ဒီပုံစံလေးထည့်လိုက်မယ်။ဆွဲပြီးရင်ကျွန်တော်ကဒီနေရာမှာ fi number လေးတစ်ခုပေးလိုက်မယ်ပေါ့နော် filter လို့ပေးထားလိုက်မယ်။ filter လို့ပေးလိုက်မယ်။ဒါလေးကိုကျွန်တော်အလွယ်ရှိချင်နေဆိုရင်ကျွန်တော်ဒီလိုလေးရွှေ့လိုက်မယ်။ နော်အဲရွှေ့လိုက်မယ်ဘိုးလေးလည်းတင်လိုက်မယ်ပေါ့အဲ့ဒါပြီးပြီဆိုတော့ကျွန်တော်ကဒီကောင်လေးကို right click နှိပ်လိုက် right click နှိပ်လိုက်ရင်ဒီမှာ assign micro ဆိုတာလေးကြာလာမယ်အဲ့ဒီထဲကိုဝင်လိုက်ပါဝင်ပြီးရင်ကျွန်တော်တို့ကဒီ filter data ကိုရွေးပြီးတော့မှ filter data ကို select မှတ်ပြီးတော့ okay လို့ပေးလိုက်ပါဟုတ်ပြီအဲ့ဆိုကျွန်တော်အဲ့ထဲမှာသွားလုပ်เสียရမလို့ဒီမှာချစ်ချင်နေဆိုရင်ကျွန်တော်ကအခုလောလောဆယ်ကဒီမှာ clear ပြန်လုပ်လိုက်မယ်ဒီမှာဖြုတ်မယ်ပြီးတော့ကျွန်တော်ကဗာလဲဆိုတော့အဲဟိုပါပေါ့ အဲဒီမှာ invoice နဲ့စကြည့်မယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီမှာဆိုရင် invoice number 02ကိုကျွန်တော် UPC ကြည့်မယ်အဲ့ပြီးတော့ဒီကောင်ကိုဖြတ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုဖြစ်တာလို့ရေးလိုက်မယ်ဒါဆိုရင်သူ့ကိုဆက်သွားပါတယ် နော်ကလီးယားလုတ်ချင်တယ်ဆိုရင်ဒီမှာလာလုတ်လို့ရတယ်အဲ့မှာကျွန်တော်တို့ကကလီးယားကိုလည်းကျွန်တော်တို့ကပြန်ပြီးတော့ပေါ့နော်ဒီတိုင်းမျိုးပဲမိုက်ခရိုထည့်ချင်တယ်ဆိုလည်းရတယ်အဲ့လိုထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံလေးရှိနေရပါမယ်ဒီပုံစံလေးဒီလိုလေးပေါ့နော်ကလီးယားလုတ်လို့ရတဲ့အနေထားဖစ်တာစစ်ထားတဲ့အနေထားမှာရှိနေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကတော့ဖတ်ရမယ်အဲ့ဆိုတော့ developer တက်ထဲကိုသွားမယ် record micro 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 ဒီနေရာမှာကျွန်တော်က clear လို့ပဲပေးလိုက်မယ်เนาะ cnea clear လို့ပေးလိုက်မယ် okay အဲပြီးလို့ရှိရင်เนาะကျွန်တော်ကဒီမှာ data ကို2တဲက advanced filter ကိုသွားပြီးဒီကောင်ကို clear လို့လုပ်လိုက်မယ်အဲဆိုရင်ပြီးတော့ကျွန်တော်က developer တက်သေးကိုသွားမယ် store recording ကိုလုပ်လိုက်မယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်เนาะဒီမှာနောက်ထပ် shape လေးတစ်ခုကျွန်တော်ထပ်ဆွဲမယ် insert တဲက shape ဒီမှာဆိုရင်ဆွဲလိုက်မယ် ပြီး C N E A R clear အဲ့ဒါလည်းခဏနေတော့ကလိုပဲကျွန်တော်တို့လိုချင်တဲ့ပုံစံလေးတွေရွှေ့လိုက်မယ်။နောက်ဘိုးလေးတင်မယ်။ပြီးပြီဆိုရင် right click နှိပ်မယ်။ assign micro ray ကိုသွားမယ်။အဲ့မှာ clear ကို select မှတ်မယ် okay လို့ပြီးလိုက်မယ်။ဟုတ်ပြီအဲ့ဒါကျွန်တော်ပြန်လုပ်ကြည့်မယ်။ဒီမှာ filter စစ်မယ်။ဒီမှာ clear ဒါဆိုရင်ကျွန်တော်တို့ရဲ့ fitter function လေးဆိုလို့ရှိရင်တော့ဒါရဲ့ fitter ပုံစံလေးတိုင်းပေါ့နော်ဒီ event fitter နဲ့ကိုလိုတကူအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်ကျွန်တော်တို့ fitter စစ်မယ် clear လုပ်မယ်နော်ဒီမှာလေးတွေလာပြောင်းပြီးတော့ဒါလေးတွေ data validation နဲ့လာထည့်ထားပြီးတော့ဒီမှာ consent ထွက် fitter စစ်မယ် clear လုပ်မယ် နောက်တစ်ခုဒီမှာအောင်ဟင်းမြင်ဖစ်တာလုံးမယ်ကလီယာလုံးမယ်အလိုလေးတွေလာလို့လို့ရသွားပြီဖြစ်ပါတယ်နောက်ထပ်တစ်ခုအနည်းငယ်ကတော့ကျွန်တော်ကဒီမှာ event filter ထဲမှာပါတဲ့ unique yet dot only ဆိုတာလေးကိုလည်းတစ်ချက်အပြောပြချင်ပါတယ်အဲဆိုတော့ကျွန်တော်တို့ event filter လေးကိုတစ်ခေါက်ပြန်ဝင်လိုက်မယ်ပေါ့နော် event filter လေးကိုပြန်ဝင်ပြီးတော့ကျွန်တော်ဒီ criteria ဝင်ကိုလည်းခဏဖြတ်မယ်ပြီးရင် copy to another location အဲ့ဒီထဲမှာကျွန်တော် list ဝင်ကဘာကိုယူမှာလဲဆိုတော့ဒီအောင်ဟင်းမြင်ဆိုတာကိုကျွန်တော်ယူလိုက်မယ်ပေါ့နော် အဲအကောင့်မျိုးကျွန်တော်ဒီဘက်က product id ကိုယူလိုက်မယ် product id မှာကျွန်တော်က duplicate တွေကိုဖယ်ထုတ်ကြည့်မယ်ပေါ့အဲ product id ကိုယူလိုက်မယ်နောက်ပြီး uni record only ကိုရွေးမယ်ဒီ criteria ရဲ့နေရာမှာတော့ကျွန်တော်မရွေးတော့ဘူးเนาะ copy to မှာတော့ကျွန်တော်ကဘယ်နှမ်းမှာထားမလဲဆိုတော့အဲကျွန်တော်ဒီနေရာလေးမှာထားလိုက်မယ်ပေါ့เนาะအဲ့လိုလေးပြောပြီးတော့ okay လို့ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က uni ပေါ့เนาะ duplicate value တွေကိုဖယ်ထုတ်ပြီးတော့ uni record တွေကိုလာပြပေးပြီဖြစ်ပါတယ် ဒါလေးကိုလည်း uni function မရအောင်ဆိုရင်လည်းဒီကောင်လေးနဲ့လည်း uni record တွေကိုလာပြီးတော့မှဆွဲထုတ်လို့ရပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်เนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်